အာဟာတကယ်ကြတော့စိုက်တဲ့ပြည်မရောက်လားဟာလမ်းလိုက်ကမပြောလိုက်ဘူးလားလမ်းနဲ့ပြောလိုက်မယ်တယောက်ရေ၃တတိုက်ရေးသေးလို့လို့ပါတော့လားဘိုးကဂျာသူကချင်းနေကောင်းတော့ဟာဘိုးဆရာပြောတယ်တယောက်ရေ၃တတိုက်တယောက်ရေ၃တတိုက် ွက်ထက်ဘုရားအေးဒါအောက်ထက်မြစ်တာရင်မျိုးမပြောလို့ရမြစ်တာရင်ရှုပ်နေတော့မိလို့နောက်ပြီးဆိုပြမယ်ကျွေပြားတယ်တရားဝင်မတူအမိုးထက်ကစားဘိုးလူကငါချင်းပေးလိုက်ဒီတို့ကသုံးချင်းပေးလိုက်နဲ့မိဖို့ရောင်တရားဂေချိုးကန်းတရားအိန္ဒတရားနောက်ဖျားကန်းတရားနောက်ဒါလည်းပြီးလဲသွားသွားကိုကြီးကဓမ္မယုံပဲ ဟိုကပေးတာဒီကကန်းစားတယ်အိမ်တလုံးပြတ်သွားတယ်ဒါအောက်ထပ်ပေါ့နော်အောက်ထပ်ကအဲဒါရှိတဲ့အားလေးအဲကန်းလေးပေါ့ဟိုနောက်ဖေးမှာရေရှုကအိမ်တိုင်းမိဖို့လေအဲအဲ့လိုမျိုးလောက်တာပေါ့အဘွားတော့ဒုတိယတက်ကအကိုကြီးတို့အိမ်ခန်းရဲ့အဲသားလေးရဲ့စာကြည့်တိုင်းအဘွားတို့ကတော့ဖျားကန်းဖျားကန်းနဲ့ဟိုပါပေါ့ကိုယ့်ရဲ့အမေပေါ့ရောက်ကမပေါ့မိ့ကိုပေါ်တော့မှတင်တာ ရေးချောင်းဖြစ်လို့ရှိရင်အမေကိုလေကမစင်းတော့ဒေဒီဝတ်စုံတစုံဝယ်ပေးတာအဲဦးစီးရတဲ့တချောင်းနေတယ်ဦးမြရှင်လေးနဲ့ကိုနိုင်တလောက်ကူညီပေးတယ်အဲ့လိုလုပ်ငန်းလေးတွေလုပ်တော့ချစ်ကြခင်ရတယ်လေအဲ့တော့အိမ်တပွဲမှာအကူအမတ်တရားပြောတာမင်းကလည်းကွာလေလမ်းထဲမှာထီထီမမာကြီးပဲတယောက်ရင်သုံးတဲ့တိုက်ဒီအိမ်လေးကိုသိတာကိုတော့ပြပတော့ထင်ကြီးတော့ပေါ့တိုက်နေဆိုတော့ ငါဆရာငါ့ကိုရေးလေချိမိုးတာနောက်လည်းညမှာတယောက်ရေးတော့တစ်တိုင်နည်းနည်းချင်းတော့ဆယ်ပေး40ဒါမျက်နှာဝါနဲ့မှလည်းဆက်တပေးပေါ့တွင်းနဲ့မှလည်းကြံတာတော့ဆယ်ပေးလို့လည်းကြံတယ်ဒါလည်းဆရာသမားကျေးဇူးနဲ့အဲအမှုပညာရှင်ပေါ်မှာတန်ဖိုးထားတဲ့ပြည်သက်နဲ့အားပေးကြတဲ့လူရှင်လူမတွေကဒါမေတ္တာဆွေးနွေးရတာအကြောင်းကိုကြီးအိမ်လေးကမေတ္တာအိမ်မျိုးပဲပြောလို့ရတယ်မေတ္တာတွေရှုနေတယ်ဟလာကိုကြီးပြ ည်းနည်းကြီးတောင်တက်ဖူးတယ်မေ။အေးကိုကြီးကအဲ့လိုတက်သွားပါ။အထက်20ရှိ။အာယူတက်သွား။ဟာတောင်တက်အခုဆိုရတော့ကျမကြီး။ဒါအပေါ်ဆုံးသွားမလားပြီးမှဒုတက်တက်ဝင်မလား။ကြလားအကျော်တက်။ရန်ကုန်မြို့ကလာပါတယ်ကုန်စုက။ ဖျားကန်လေးဖျားကန်လေးကကိုရဟိုကိုင်းလို့အဆက်လေးတွေပို့ပြီးလဘူးစီလေးတွေဝယ်လာလိုက်ဒါတော့ဒီလေးမြင့်မြတ်လို့ဒီသားစုကကိုကြီးအိမ်မင်းနေနေချိန်မှာဒူလာလုပ်ပေးသွားဘူးရရလေးဖျားကန်လေးလုံးလိုက်ဖျားကန်လေးပြင်နေတဲ့ချိန်လေးမှာဒီလေးကဒါပါပေါ့ဒါလုပ်ပေးတော့ကိုဆိုးကြီးတော့ပေါ့နော်ဒါဒါဒါဖျားကန်လေးအကိုကြီးမနဲ့မိုးလင်းနိုင် ရှူတင်မဲသွားသွားအိမ်မှာပဲနေနေကိုကြီးအရာထရေမှုချိုးညနာတန်းစင်ပြီးသွားရင်တော့အဲဖះရှိမှာအဲကိုကြီးနာရဏနာငါးပါးနဲ့အဲနောက်ပြီးတော့ခင်မုန်းကြီးဆယ်ပါကတော့တယ်မြင့်တာပို့တယ်ပေါ့နော်အဲကွယ်လွန်သွားတဲ့ကိုတင်းဆရာမြင့်ဆရာတွေလည်းအဲမိဘနှစ်ပါးရယ်ပေါ့နော်နောက်ပြီးရှူမျိုးညာနကရယ်နောက်ကိုရဲ့မိတ်ဆွေတွေအားလုံးအများလေးဝေတယ်ပေါ့အဲ့ဒါပြီးမှကိုကြီးမနက်စာလေးစားတယ်ပြီးမှလုပ်ငန်းသွားတယ်အဲ့လိုမျိုး ကဲတောင်တက်ပြီးသွားမြေပြင်ပြန်ရောက်သွားဒုတိယထက်ဒုတိယထက်ပါအောင်ပါလိမ့်ဒါဒါလေး YouTube ကြည့်တာ YouTube ကြည့်တာအဲဒါထိုင်ကုန်လေးနဲ့အဲအဲ့မှာဒါအကိုကြီးပွဲသွားလို့ရှိရင်ဒါ shooting ဘုံပေါ့နေသွားရင်နေဘုံပေါ့အဲဝစားသွားဝစားပေါ့ဒါသူအကြောင်းပါတဲ့သူတွေဒီနေ့အဝိစုပဲကျွန်တော်သူမစားဘူးအဲသူတွေဒါဒါကိုကြီး shooting မြစည်းတွေပေါ့အဲဒီမှာသူဒါ လက်တော်လေးတွေပါလေးတွေပေါ့စာကြည့်စွဲဟာသူသူသူဒါသူငငယ်ရကြီးခဲ့တာပေါ့အဲဒါမျိုးလေးပေါ့တော်တော်နည်းနည်းတော့သူ့ quality ဆုံးလေဒါဒါဆရာဦးကလိုင်ပေးတဲ့ထိုင်ကုန်ထဲမှာတခုံပဲကြံတော့တယ်တန်းတဲ့သုံးကုံကအဲလူရှင်တော်ညီလေးတယောက်ကိုပေးလိုက်တာကိုရလည်းမြရလည်းပေါ့အဲ့မအိမ်လဲကျင်းတာလည်းပါသွားတော့အဲသူဒီတခုံပဲယူထားတယ်ဟုတ်ပါဆရာဟာဆိုပြီးတော့ အဲ့လိုသွားဒါတော့ခန်းရပါခန်းပြည့်အဲဘာခန်းလေးပြည့်ဆိုတော့ခဏလေးဟဲ့ဒီမှာကိုယ်ဧကလေးပဲဒီသားစု၃ယောက်ဟာဒီမှာသူ့ဘာသူနေတာဒီခန်းလေးကဒါကိုမိသားစုမိသားစုအဲကိုကြီးနဲ့ဟိုကိုကြီးအမျိုးသမီးနဲ့ဒီမှာတားလေးကသူ့ဘာသူနေတာအော်သူကဘာလောက်တဲ့က၆နှစ်လောက်တော့သူ့ဘာသူခန်း တော့အဲ့လိုအိတ်သွားအခု73ပေါ့စနစ်ကျော်သွား73လဲပေါ့အဲ့လိုဒါဒါကမာတာလီဖန်ရတော့ဒါပဲကျွန်တော်အမျိုးလုံးပြောရအောင်လီဗာပူးဖန်လီဗာပူးဖန်ဒါအကိုကြီးဟိုပါပေါ့ချူတင်သွားရင်ဝယ်စားတယ်ဝယ်စားတယ်မျိုးသမီးကလည်းစီစဉ်ပေးတာ ဒါ trainee လုံးစရာမလုံးတနေ့ကိုနှစ်ခေါက်လောက်တက်လိုက်ဖိုင်ကအစီကြကိုကြီးရှိမှအိမ်ငားနေတာ6နှစ်လောက်အိမ်ရှင်ကချို့ရတဲ့နှစ်တွေကြာလာလို့ရှိရင်တဲ့သူတို့အိမ်ပိုင်ဖြစ်တယ်ဆိုပြီးတော့အမှုတွေဆွဲလို့တဲ့သုံးနှစ်လည်းပြီးတော့ကိုကြီးဆက်မထားတော့ဟာမုံလေလို့ကျွန်တော်ကအဲ့လိုလူမျိုးမဟုတ်ဘူးကျွန်တော်ကအဲ့လိုပဲဆိုတာ ਨੇ နည်းနည်းလေးအဲ့မှာလင်းများတော့တိုင်ပင်ညား ကဲမတို့တော့နေရတက်လာတယ်နေမှာတော့အိမ်လေးရှိတာပေါ့တန်ကုန်မှာတော့အိမ်လေးလေးလုံးဖြစ်မယ်ဆိုတာလေအမျိုးသမီးကဒါလေးကိုဝယ်တာတော့မဟုတ်သူများကိုကြီးနေတယ်ဒီချန်လေးရလိုက်တာအားရင်အစစ်အစစ်လုပ်ပြီးကြတော့ကိုကြီးအိမ်လေးမြင်လို့ဟာကိုမိမကိုလမ်းဆက်တယ်ကိုဆိုးရအားတဲ့ဇက်လိုက်ရတယ်ကိုစီရတယ်တိုက်ပြရတယ်အဲ့ဒါကိုစီလိုရတယ်လို့ဆိုတော့အဲ့ချိန်မှာဘုရားရှင်လေးပေါ့ ဘုရားရှင်လေးစောင့်တဲ့အချိန်မှာ तू ကလိုရတာအကုန်လုပ်ပေးပါခွေးတင်တယ်သိန်းစိတ်နဲ့30ကျားမှာ तू ကလေးပေးပါတော့ဒီညတော့အဲအမှုပညာနဲ့လုပ်ပြီးရန်ကုန်မှာနေတဲ့ချိန်အိမ်လေးတစ်လုံးတော့ရှိတင်တယ်လို့ကိုယ့်ကိုရွယ်ချက်လေးထားထားလိုက်အစားပြီးစူးစမ်းလိုက်တာ9နှစ်6နှစ်လောက်စူးစမ်းအဲ့တော့မှခလူကဖေးမှဒီလူကဖေးမှဖြစ်သွားအဲ့ဒီလူတွေလည်းအခုချိန်ကြီး ါပေါ့ကျေးဇူးရှင်တွေဟူးချင်းနေအများရန်ဘယ်နေရပြန်လာပြန်လာမုတ်ကလေးတွေပေါ့မြို့လူကပြန်လာရင် မမှန်သေးလေးတွေကိုယ်နေရပြန်လာရင်ပြောင်းမှုလေးတွေအဲခုနလိုမယွေးလေးတွေပေါ့အဲအဲနေရပြန်လာရင်သူလက်ဆောင်လေးတွေပေးတယ်ပေါ့အဓိကကတော့ကျွန်တော်တို့ကဘုရားဘာသာဖြစ်တဲ့အတွက်ဖရာတရားတန်ခါမိဘပြီးရင်တော့ဆရာပေါ့နော်ဆရာပြီးတဲ့အချိန်မှာလုပ်ဖို့ကင်မတ်တွေလည်းပါပါတယ်နောက်ပြီးတော့ကျွန်တော်တို့လူတက်မိတဲ့ကျွန်တော်ငားရမ်းကြတဲ့လူရှင်လူမာတွေ အဲနောက်ပြီးတော့ကျွန်တော်တို့ချင်းမိတ်ဆွေတွေအားလုံးလည်းကျေးဇူးများတင်ပါတယ်။ဘာလို့လဲလူလောကမှာကျွန်တော်တို့သာသနာပြုခွင့်လည်းရတယ်လူထမ်းလုပ်ခွင့်လည်းရတယ်နောက်ပြီးတော့ကိုရွေးချယ်တဲ့ private လုပ်ငန်းတွေလုပ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်။ယနေ့ချိန်ထိအားပေးကြတဲ့ပြည်သူများလည်းကျေးဇူးများတင်ပါတယ်။ကတ်သုံးပါးမှမြန်လို့ကျော်လွှားနိုင်ပြီးတော့သာသနာပြုပြီးတော့စိတ်ချမ်းသာ ကိုကျမ်းမာပြီးဘုရင်ဆန္ဒပြေဝကြပါစေ။